အားလုံးပဲမင်္ဂလာပါရှင်။ Story Audio World Channel ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြောကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်အဖြူကမင်းမပြတ်အဟင်းချက်ဆိုတဲ့ဇာတ်လမ်းလေးကိုအစအဆုံးတင်ဆက်ပေးသွားချင်ပါသေးတယ်။ဇာတ်လမ်းလေးကိုအစကနေဆုံးထိလိုက်ပါလို့နားဆင်ပေးပါရှင်။အမေမင်းပြတ်အဟင်းလေးမချက်တာတော့တော်တော်ကြာနေပြီနော်။မနေ့ပိုင်းမီးလာနေခြင်းလေးအတော်တွင်မီးဖို့ကြောင့်မအလုံးရှုံနေတဲ့ကျမဟာတားငယ်ရဲ့စကားတန်ကို ရုတ်တရက်နားမလည်နိုင်အောင် ဖြစ်သွားရတယ်။အဲ့ချင်မူတို့ ਨੇ ဘာတွေပြောနေပါလဲပေါ့။ตาပြောတာအမေနားမလည်လိုက်ဘူး။ဘာပြောလိုက်တာလဲตาလေး။အမေရဲ့မင်းပြက်ဟင်းဆိုတာလေ။မစားရတာတော်တော်ကြာနေပြီ။မင်းပြက်ဟင်းနေချက်ကြီးပါအောင်လား။ဩဒါလား။ဘာပါလိမ့်လို့။အမေရေးတဲ့စာကိုဖတ်ဖို့တော့အရသာလို့စိတ်ထဲမှာကြည်နေမိတယ်လို့အမေဟင်ကိုမင်းမပြက်ဟင်းရဲ့လို့ တက်ခါတဲ့အမိတက်ပြောပုံကိုလေသဘောကျလွန်းလို့အတန်ထွက်တဲ့အထိရီမောလိုက်မိ誒ကျဲဝဟင်းချက်တိုင်းအဖေကမင်းပြက်ဟင်းချက်လို့ပြောတဲ့အကြောင်းစာရေးထားဖို့တာကိုကျဲဝကိုဘလို့ချက်ပြရမလဲပြောလေကျဲဝကိုမပြုတ်ဖဲနဲ့ခရမ်းကျင်တီချက်တဲ့အလုံးလိုက်ထက်ချက်တာလေးလှုပ်လေးအမိရဲ့မမွေးနဲ့နော်အေးအေးအေးတိပီတိပီချက်ကြည့်မယ်နော်ကျမဟာတာကြီးငါကြီးမစားပေမဲ့ ကျက်ဝတ်ကိုတော့အင်မတန်နှစ်နှစ်တသက်စားတယ်။သူများချက်တာကိုလည်းအတုခိုးပြီးချက်တယ်လို့ကိုယ်တိုင်နဲ့အမျိုးမျိုးချက်ပြီးစားတတ်တယ်။မမရဲ့ရ၆တန်းနဲ့တောင်ကပေါ့။နန်းခမ်းမျိုးကရမ်းမာလီတယောက်ကျမတို့အတန်းတွေကိုကြောင်ပြောင်ရွှေ့ရင်ရောက်လာတယ်။နန်းဟွန်ရွယ်နဲ့အတလီယာဖြူဥနေပြီးမန္တလေးရဲ့အဘိုးရှင်ကြောင့်ပါလီနှစ်ဖက်က အမြဲတမ်းရရတွတ်လို့ပေါ့။နန်းဟန်ရွယ်တို့နေရဲ့အိမ်ဟာ မန္တလေးပြည်သူစေယုံကြီးရဲ့မြောက်ဖက်မှာဆိုတော့အာကစားယုံသွားရဲ့လမ်းနဲ့လမ်းကြုံပါတယ်။အဖော်မင်းနဲ့ကျမညနေကြောင်းစင်းလို့ဂျွန်ပါအာကစားယုံသွားရင်နဲ့နန်းဟန်နွမ်းတို့အိမ်ကိုအလဲဝင်လေးရှိရဲ့၆တန်းပေမဲ့နန်းဟန်နွမ်းဟာမိဖို့ကြောင့်ဝင်ပြီးချက်ရည်ပြုတ်ရည်လုံးနိုင်စွမ်းရှိသူလေး။သူမဟင်းချက်နေရဲ့အချိန်အမြဲတိုက်ဆိုင်နေရော့မိဖို့ကြောင့်ဟာကျမတို့စကားပြောပြကြရဲ့နေရာပေါ့။နန်းဟန်နွမ်းတို့မိဖို့ကြောင့်ဟာ မန္တလေးသူဂျမတွေအံ့ဩအားကြမိရဲ့ပထမဆုံးသော ရှမ်းမျိုးနယ်ရဲ့မိဖို့ကြောင့်ပဲလူတရက်ကျော်မြင့်တဲ့အဆင်းတွေထက်မှတန်ရှင်ပြောင်းလဲနေတဲ့လေးတောင်ဖန်ပလင်းလေးတွေကိုအစီရီတင်ထားတယ်။ဖန်ပလင်းကြီးတွေထဲမှာမှတ်မိသလောက်ပြောရရင်မြစ်ချင်းစွန်တန်စီတိုဟုငရော့ဟင်းကပ်အမွေးကြိုင် အစားရှိရာတွေထည့်ထားပြီးမုံညင်းချင်းကိုတော့စင်အိုးငယ်လေးနဲ့ထည့်သိမ်းထားတယ်။တရက်မှာတော့နန်းဟန်နှွမ်းဟာ ကျက်တုံပြူကျက်တုံနီစီတက်ပြီးအိုးရဲကိုရေရီအများကြီးထည့်လိုက်တယ်။ရေဆူလာတဲ့အခါကျက်ဥရီဖောက်ပြီးထည့်လိုက်တယ်။အာအတင်သွားတဲ့ကျမကသူ့ကိုမေးတော့တာပေါ့။အဲ့ဒါဘာဟင်းလဲ။ကျက်ဥဟင်းတို့ချက်တာလေ။ပွပွဆူနေတဲ့ဟင်းရည်ထဲမှာအဖြူရောင်အလုံးတွေရောင်အပေါ်တက်လာလိုက်။အောက်မြုပ်သွားလိုက်နေလဲနေရပဲ။ကျက်ဥဒီလိုလှုပ်စားတာစားလို့မကောင်းပါမလားလို့အကြာကြီးတွေးနေမိရဲ့ဟင်း။အခုတော့ကျက်ဥဟင်းတို့ကို မွေပြဲ့အောင်အရသာရှိအောင်ကောင်းကောင်းချက်တက်နေပြီအမေအလုံးလိုက်တင်ဘယ်ကပါမလဲတရုတ်စဖို့မူကြီးရန်ချက်ပြတဲ့ပန်းပွင့်နဲ့တူတဲ့ကျုံမွေဟင်းရည်လေးကောင်းကောင်းချက်တက်နေပြီပြောရရင်တော့ကျုံနစ်သက်တဲ့ကျမဟာကိုယ်တိုင်လည်းနှစ်နှစ်တည်းစားတယ်လို့အဖေကိုလည်းချက်သွေးရဲ့ကျုံဟင်းဆိုတာမင်းပြက်ဟင်းပဲအဖေရဲ့မှတ်ချက်စကားဟာကျမကိုအတော်မခံခြင်းစိတ်ဖြစ်သွားစေခဲ့အေးနေရာမျိုးဆောင်ကနေ လေးလာတင်ယူထားတဲ့ချက်နေပေါင်းစုံနဲ့ကြဲဥချက်ချက်ပြီးအဖေကိုကြွေးပြင်မဲ့လေတကူရဲတော့မှတ်ချက်သာကျမရရှိခဲ့တယ်။မိမပြက်ဟင်းချက်တဲ့။ဘကိုးတိုင်းတရရိခရိုင်မှာ လူလားမြောက်ကြီးပြင်ကြရတဲ့အဖေဟာကြောက်စဲစားတီးအညာသူအမိရဲ့ဟင်းချက်လက်ရပေါ့ဘယ်တော့အခါမှစိတ်ကျင်နေမှုမရခဲ့ဘူး။ငါဟင်းချက်တဲ့အခါချက်တဲ့ငါဟင်းကို အနှစ်လုပ်ပြီးငပိရေဖြောကို အတူအမျိုးအစုံနဲ့စားခြင်းနဲ့ အဖေရဲ့အာဒီတာဟာကျက်သွန်လေးစီတက်ပြီးမစွန်ကြောင့်နေနိုင်နဲ့ဖြော်ထားတဲ့အမေလက်ရငပြားရီဖြော်ကိုလက်မခံနိုင်ခဲ့ဘူး။ကျမမိဘနှစ်ပါးရဲ့နေစဉ်ထမင်းပွဲဟာနေစဉ်ငရဲလိုပဲစားရတဲ့အဖေရလည်းအာဒီတာမပြေချက်ရတဲ့အမေခင်များလည်းချီမွန်စကားမရနဲ့နေအောင်စလုံးတနာစရာကောင်းလှပါပြီ။တရကင်းဆိုတာပါစွန်နဲ့မှအကောင်ဆုံးပဲ။အဖေပါစွန်ဆိုတာဘာလဲရင်။ဩ ငါတသေးလေးမိကိုစားနဲ့ပလင်းနဲ့ထက်သိမ့်ထားလေရေကြုံငပိလိုမျိုးလားအဖေမဟုတ်ဘူးငါဒီငါးမွားလေးတွေနဲ့တိတ်ရတာတန်းထဲလောက်နေတော့အကောင်ပြောက်သွားလေအဲ့ဒါဆိုရင်စားလို့ရပြီတကားမှမစားဘူးမမြင်ဘူးကဲ့ပြီမဲ့လေအဖေအတွက်ပါစွန်တပိုးတော့တိတ်ပြီးဖြစ်ခဲ့ပါလေရဲ့အဖေအနေနဲ့တက်တဲ့စားတော့လေလှုပ်ပေးမိခဲ့တဲ့ကိုကိုကိုလေကျင်းနေခဲ့ရတာပေါ့အခုဆိုရင်ကျွမ်းကျင်စပိုးမှုတွေရဲ့အင်းချက်ပုံတွေကိုမြင်ကွင်းရနေကြပြီ။ ဓာကိုင်နာကအစစနစ်တကျအသိယူကြရပြီးဟင်းမွေဓာကိုလည်းကျွမ်းကျင်နဲ့ထိလေ့ကျင့်ရသလိုမိကိုလည်းလိုအပ်သလိုအချိန်အစာနဲ့ပေးတတ်အောင်အသေးစိတ်သင်ယူရကြောင်းလည်းသိပြီးဟင်းကိုလည်းစောင်းမဲ့ပကံနဲ့ရောက်ပြီးပြီးရောမဟုတ်ပဲတယောက်စာအလေးရင်းမရှိအောင်ချိန်စပြီးထဲရမှန်လည်းသိရဲ့စပုတ်မူကြီးတွေဟာစော်ကိုလှလပပလေးထဲပြင်တတ်တာလေအပေါ်လောက်တာမဟုတ်ပဲစနေကြမှုကျွမ်းကျင်မှုကိုပြတာရဲ့ဆိုရလဲနားလေပြီဒီနေ့တော့ကျမရဲ့အကျွမ်းကျင်ဆုံးဖြစ်တဲ့ ကျန်းမှုအလုံးလိုက်ဟင်းလေးချက်ထားပါတယ်။ဟင်းအနစ်ကြပြီးခရင်ချင်းသေးလေးလို့စီပြန်လာပြီးဆိုရင်ရေနေနေဆွတ်လိုက်ပါတယ်။ကျန်းမှုတွေကိုအနစ်မကွဲအောင်ခရုတစိုက်ဖောက်ထည့်ပြီးရင်အပွားနေညုတ်ကောင်းတဲ့အယုတ်စိန်လေးအုပ်လိုက်တယ်။အဲ့ဒါပြီးရင်အဖုံဖုံပြီးမိပေးလိုက်တယ်။မိဖို့ကကျန်နေရဲ့မိအရှင်ကဆက်ပြီးဟင်းကိုပြေဆုံအောင်ချက်ပြီးရဲ့ကျန်းမှုဟင်းချက်တိုင်းအဖေရဲ့မိမပြတ်ဟင်းချက်ဆိုရက်ရေရွတ်ခြင်းဟာကဲ့ရတာမဟုတ်ပဲဆိုရိုးစကားကိုညှိတွားတယ်ဆိုတာ တမီးအခုတော့သိပါပြီ။လွမ်းနဲ့အဖေကြက်ဝှင်းချက်လေတိုင်းရဲ့ရဲလဲလာတဲ့အထိအဖေကိုလွမ်းနဲ့အဖေပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့မိမပြက်ဟင်းချက်ဆိုတဲ့ဇလံလေးကတော့တင်မာတင်ပေးပါပြီ။ဇလံကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။